မင်္ဂလာပါရှင်ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းကြောင်းအကတော့ဓမြင့်ဩဇာအယောင်ဆိုင်များသမတ်စေနှုန်းတက်ပုံမှုရောင်းချနေမှုရှိမရှိစစ်ဆေးရန်ပြည်အောင်စုဝင်ကြီးဦးလာမိုးတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။ယူရီးယားမျိုးစားဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီဝင်ဌာနများအနေဖြင့်အရေးသွေးမှန်ကန်ရေးစစ်ဆေးပေးရန်နဲ့ဓမြင့်ဩဇာအယောင်ဆိုင်များကိုရန်ကုန်ထိုင်းညွန့်စင်းတို့အားအခြေခံပြီးဒေသအလိုက်တည်ယူဖို့ဆောင်စည်းနေအယောင်ဆိုင်အမြတ်တို့ပုံမှုရောင်းချနေမှုများရှိမရှိ တွင်ရဆွေများတို့လောင်းပြီးဈေးကစားခြင်းများရှိမရှိတို့ကိုစစ်ဆေးဆောင်ရွက်ပေးရန်ဥဆောင်ကော်မတီဥက္ကဋ္ဌသမဝါယမနှင့်ဈေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်အောင်စုဝင်ကြီးဦးလောင်မိုးကတိုက်တွန်းပြောကြားလိုက်ပါတယ်။စက်တင်ဘာ29ရက်မိုးလွဲပိုင်းကတမဝါရမနှင့်ဂျေးလက်ဖွံ့ဖြိုးရေးဝင်ကြီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပတဲ့ယူရီးယားမျိုးစားဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီရဲ့ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီးဦးဆောင်ကော်မတီရဲ့ရွေးချက်အတိုင်းဓမီဩဇာများအချိန်မီရရှိရေးဈေးနှုန်းတသားစီရေးအရေးသွေးမှန်ကန်စီရေးတို့အတွက်သက်ဆိုင်ရာဌာနများကပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစီလိုကြောင်းဖြင့်လည်းထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။